Hello အားလုံးပဲမင်္ဂလာပါဟုတ်ကျွန်တော်တို့ရေပိုင်းတော် ATM ဖောင်လေးကိုကျွန်တော်တို့စပြီးတော့ရေးကြည့်ခဲ့တယ်ဟုတ်လားအဲ့ဆိုတော့အဲ့ဒီဟာလေးကိုကျွန်တော်တို့အကုန်ဖြတ်လိုက်မယ်ဗျာเนาะအဲ့ဒါကိုပြန်တွေးပြီးမယ်ပြီးလို့ရှင်ဒါပေမဲ့ဟုတ်ပြီလောလောဆယ်ကျွန်တော်တို့အဲ့ဒီဖောင်ကိုကျွန်တော်တို့ data ကိုစာပါသိမ်းဖို့တော့စာပါတစ်ခုထားမယ်ဒါပေမဲ့လောလောဆယ်ကျွန်တော်တို့ ATM ကိုပဲစချင်းကတ်တယ်ပေါ့ဟုတ်လားချင်းကတ်တယ်ဆိုတော့ဒီစာပါဆိုတာဘာမှနားလည်မှာမဟုတ်ဘူး ဆိုတော့ API ဆိုတာလည်းဘာမှနားလည်းမဖောက်သေးဘူးဆိုတော့လောလောဆယ် API ဆိုတာကျွန်တော်တို့ data သိမ်းလို့ရတဲ့ account ဆိုပြီးတော့ပဲမှတ်ထားလိုက်ပေါ့ data သိမ်းလို့ရတယ်ဖြတ်လို့ရတယ်ပြင်လို့ရတယ်ပေါ့သူကနေတဆင်ပေါ့เนาะအဲ့ဒီ API ဆိုတဲ့ account ကဘာနဲ့တူလဲဆိုတော့ကျွန်တော်တို့ဒီမှာစားသောက်ဆိုင်ဒီဇိုင်းကိုသွားလိုက်တယ်ပေါ့စားသောက်ဆိုင်ဒီဇိုင်းကိုသွားလိုက်တဲ့အချိန်မှာကျွန်တော်တို့မှာကျင်တဲ့ဟာတွေကိုမှာလိုက်တယ်ပေါ့เนาะမှာလိုက်တယ်မှာလိုက်တော့ဘာဖြစ်လဲလာပို့ပေးလာမပို့ပေးဘူးလားပို့ပေးရယ်ဝိတ်တာကနေလာပို့ပေးရယ်ပေါ့အဲ့လိုပုံစံနဲ့တူတယ် နော်အဲ့အဲ့ data တွေကို data တွေဆိုရပါလေ data တွေသိမ်းဆက်တဲ့ data ပဲပေါ့အဲ့ကျွန်တော်စားသောက်ဆိုင်မှာဆိုရင်တော့ဒီ hin တွေကိုသိမ်းဆက်တဲ့နေရာတနေရာပေါ့အဲ့လိုပုံစံမျိုးဖြစ်သွားမှာပေါ့အဲ့သိမ်းဆက်ထားတဲ့ hin တွေကိုကျွန်တော်တို့ကျွန်တော်လာဖို့ပေးတဲ့ waiter တွေဟဲ့လားကျွန်တော်တို့ပြောရှင်တဲ့ဟာတွေပြောပြီးခိုင်းလိုက်တဲ့ waiter တွေကဘာနဲ့တူလို့ဆို API နဲ့တူတာပေါ့ကျွန်တော်တို့ခိုင်းချင်တာခိုင်းလို့ရတယ်ပေါ့အဲ့ data တွေကျွန်တော်အသစ်ထည့်ချင်လား data base တွေကို data တွေအသစ်ထည့်ချင်လား ရယူချင်တာပေါ့ database ဆိုတာဆောင်းနှက်ကပြော data တွေတင်ဆက်ပြီးရကောင်ပေါ့လောလောဆယ်ရတော့ကျွန်တော်တို့ဒီ HTML နဲ့ပတ်သက်ပြီးဖောင်တွေကို found data တွေကိုခဏတစ်ဖြုတ်ပေါ့တင်ဆက်ပေးထားတဲ့ server လို့ပဲမှတ်ပေးထားပေါ့ amoa ck ဆိုပြီးတော့เนาะအဲ့ amoa ck api ဆိုပြီးကျွန်တော်တို့ရေးလိုက်မယ်เนาะ amo အော် amo ck ပေါ့เนาะ amoa ck မဟုတ် amo ck api เนาะ amo ck api ဆိုပြီးကျွန်တော်တို့ဒီမှာရိုက်ရှာလိုက်မယ်ပြီးလို့ရှိရင်အဲ့ဒီဟာလေးကျွန်တော် ီစောနက80ရာမှာဖောင်းနေချိတ်ဆက်ပြမယ်ဆိုသူ့ရဲ့ action ဆိုတာဘာဘလို့လှုပ်လှုပ်တယ်လဲဆိုပြောပြမှာပေါ့နော်အဲ့ဒါအစားတော့ပြောပြဖို့စိတ်ကူးမရှိဘူးဒါပေမဲ့ channel beacon မှာ beacon တော့ကလေအဲ့ဒါအရန်သိကျင်ခဲ့တာဒီ80ရာမှာဖောင်းဆိုတာဘလို့လှုပ်လှုပ်တာလဲပေါ့ server ကန်းရောက်မှာပဲဒါတိတိချာချာသိရတော့ဒါပေမဲ့လို့ဒီ beacon တွေအနေနဲ့ဒါလေးသိသွားရင်လည်းတော်တော်လေးရွှေဖြစ်တယ်ပေါ့ရွှေဆိုတာကျွန်တော်တို့တော်တော်လေးအချိုးအချိုးထူးတဲ့ဟာပုံစံမျိုးဖြစ်လို့ပေါ့နော်အဲ့ဒီမှာ custard ဆိုအောင်နှိပ်လိုက်တယ် နဲ့ပြီးကျွန်တော်တို့အာကိုယ့်ရဲ့ GitHub account နဲ့ login ဝင်လိုက်ပါတော့ကျွန်တော် GitHub account နဲ့ login ဝင်လိုက်မယ် Okay ဆိုတော့ကျွန်တော် login ဝင်ထားပြီပေါ့နော် login ဝင်ထားရင်ဆိုဒီလိုမျိုးလေးကျလိုက်မယ်ကျွန်တော် project တစ်ခုခေါ်လိုက်မယ်အဲ့ဒါဘာလို့ကို student တွေကိုကျွန်တော်တို့ထည့်မဲ့ဖောင်လေးရေးမယ်ပေါ့အဲ student list ဆိုပြီးရေးလိုက်မယ် stud ရက်ဒီ student alliance list ဆိုပြီးရေးလိုက်မယ် okay အဲ API အပိုင်လည်းမထည့်သေးဘူးပေါ့နော်ထားပါထည့်ချင်လည်းကျွန်တော်ထည့်လိုက်ပေါ့ API ဆိုပြီးရောရှိလိုက်ပေါ့အဲ student list ဆို API ရှိတယ်အဲ့ဒီထဲမှာကျွန်တော်တို့ကဒီမှာ API ဆိုပြီးရော API လေးထည့်ထားတယ်ဟုတ်လားဒီမှာ API ဆိုပြီးထည့်ထားအဲ့ API ဆိုပြီးနေရာမှာကျွန်တော်ဒီမှာ new resource ဆိုတာလေးရှိတယ်အဲ့ဒါလေးကိုနှိပ်လိုက်မယ်အဲ့ဒီထဲမှာကျွန်တော်တို့ကအဲ့ API တွေကိုဘာလုပ်မှာလဲဆိုတော့ data ထည့်မှာအဲ့တော့ data ထည့်မှာဆိုတော့ add data ဆိုပြီးဒီမှာထည့်လိုက်မယ် added ပေါ့ added လို့ပဲရေးလိုက်မယ်နော် added student ပေါ့ underscore st ဒီရန်ဒီ student ဆိုပြီးရေးလိုက်မယ်အဲ့ဒီမှာကျွန်တော် id ဆိုတာလေးရှိမယ်ဒီရှိရ student ရဲ့ပါတော့ id ကိုကျွန်တော်ဒီမှာ object id ဆိုပြီးရှိနေထားလိုက်အဲ့တိုင်းထားလိုက်မယ်ရှိရကျွန်တော်တို့ပါရှိလဲ name ရှိမယ်ပြီးတော့ student ရဲ့ပါရှိလဲအဲ့ရှိမယ်ပေါ့နော် name ရဲ့ age ကိုကျွန်တော်ယူလိုက်မယ်အဲ့သူ့ရဲ့ထားပါတော့ဘာဘာယူသေးဘာယူရှင်သေးလဲ name ရဲ့ age ငါထားပါအီးမေးလ်ပေါ့နော်အီးမေးလ်ယူလိုက်မယ်ထားပါတော့နိုင်ရဲ့အိတ်ကဲအီးမေးလ်ရဲ့ပေါ့နော်၃မျိုးယူလိုက်မယ်ပေါ့အဲ့တော့ဒီယုတ်တိရှိချင်မှတော့ရှိလိမ့်မယ်ဒါပေမဲ့ဒီ၃မျိုးပဲယူလိုက်မယ်နိုင်ရဲ့အိတ်ကဲနိုင် PA ဖုန်းနံပါတ်ပေါ့နော်အဲ့ဒါလည်းအဆင်ပြေပါတယ်နိုင် A PA email ပေါ့နော်အဲ့ဒီမှာတော့နိုင်ရဲ့အိတ်ကဲပါသွားပြီအောက်ကကျွန်တော်ဒီမှာပလက်လေးနှိပ်လိုက်တဲ့အချိန်မှာတက်လာရပေါ့နော်အဲ့မှာ PH ပေါ့အဲ့တော့ email ရရနော်ထားပါတော့အဲ့တော့အဆင်လိုက်မကြလဲရရကျွန်တော်ကဟိုဘက်ကနေအဲ့ဒီရော data ပို့မှာဒီမှာ ဖိတ်ကားတော့ GF ကိုထောက်လိုက်မယ်အဲ့ဒီမှာကျွန်တော်တို့ကလိုချင်တဲ့ string ဘလို့ string ကိုပြန်ထောက် string ဒီရောက်လို့ထောက်လိုက်မယ် string ဆိုပြီးရေးမယ်ဒီရလဲ string ဖြစ်တယ်ပေါ့နော် string okay အဲ့တော့ ID ဆိုတဲ့ကောင်က object ID လို့ခေါ်တယ် object ID ဆိုတာသူကပြောင်းလဲမှုမရှိဘူးကျွန်တော်တို့က data တစ်ခါတိုးလို့ရှင်တစ်ဆိုပြီးတော့တစ်ခါလဲသတ်မှတ်ပြီးမှာ data တစ်ခါလုပ်လိုက်ရှင်နှစ်ပေါ့ data တစ်ခါလုပ်လိုက်ရင်သုံးပေါ့အဲ့လိုမျိုးလေးရှိတယ်အဲ့တော့ name a email email ဖုန်းဆိုပြီးသုံးခုရလာတယ်အဲ့ဒါလေးရလာပြီကျွန်တော်တို့ကဒီမှာ address student ဆိုတဲ့ ဘရက်ဆော့နိုင်လေးနဲ့ကျွန်တော်ပေးပြီးတော့ဒီမှာခရစ်ဆော့နိုင်လိုက်โอเคအဲ့မှာဆိုလို့ရှိရင် student အားဒီမှာဆိုရင်0ပဲရှိနေရဟုတ်လားဒါပေမဲ့ကျွန်တော်တို့ဒီမှာအဲ့လိုလက်လေးနဲ့ထောက်ပြီးဒီမှာနဲ့ကြည့်လိုက်လို့ရတယ်ဒါဆို0ဒီမှာ7ဆိုရင်ဒီမှာ7ပေါ့ဒါဆို9ရောက်ကိုကျွန်တော်ကဂျင်နွေးလုပ်လိုက်တာပေါ့အဲ့မှာချစ်ကြည့်လိုက်လို့ရတယ်ဒီဟာလေးကိုကျွန်တော် link ကို copy ကူးလိုက်ပေါ့နော် link ကို copy ကူးလိုက် API အထိ copy ကူးပြီးတော့ဒီမှာ address student ဆိုတာလေးကိုကျွန်တော်ကထောက်လိုက်ပေါ့ဒီမှာ ဒီမှာအဲ့ဒါစူးစမ်းဆိုတာလေဒီမှာကျွန်တော်ဒီမှာနော်လင်လေးကိုထောက်လိုက်တယ်တွေ့လားထောက်လိုက်တဲ့အချိန်မှာဒီလိုမျိုးနဲ့တက်လာပြီတွေ့လားဒါတွေအကုန်ပါလာတာပေါ့ပြောစင်တာ data တွေအကုန်ပါဖြစ်လာတော့ပါလာတာပေါ့နော်အဲ့ဒါစူးစမ်းဆိုရင်ကောင်းပါပါတော့ data တွေပါဖြစ်တာတော့ရှိတာပေါ့ okay ဒီမှာဆိုကျွန်တော်တို့က9ရောက်စာဆို9ရောက်စာကျင်းလေးလုပ်ထားထားပါတယ်ကျွန်တော်တို့ကတရားစာမှာမရှိအောင် လုပ်ထားမယ်လေဟုတ်တယ်မလားအဲ့ဒါဆို0ပေါ့ဒါဆိုရင်ဒီ address student ဆိုရင် API ကိုကျွန်တော် refresh လုပ်ကြည့်လိုက်မယ်ဆိုရင် ဒါဆိုတယောက်မှမရှိဘူး data တယောက်မှမရှိဘူးပေါ့အဲ့တော့မရှိတဲ့ဟာကိုကျွန်တော်ဒီမှာလင်လေးကိုကူးလိုက်မယ်ဒီမှာဆိုရင်ဆောင်းနောက်ကကျွန်တော် API လို့ရေးခဲ့တာမလား API လို့ရေးခဲ့တယ်ပြီးတော့သူ့ endpoint လို့ရေးခဲ့ပြီးတော့ resource က adder student ပေါ့ဒီ link တစ်ခုလို့ကျွန်တော် copy ကူးလိုက်မယ် copy ကူးပြီးတော့ကျွန်တော်တို့က ATM မှာဖောင်ရေးလိုက်မယ် okay ဒီမှာ app one ဖောင်ဆိုပြီးတော့ရေးလိုက်မယ်ဖောင် action မှာကျွန်တော်တို့ဆောင်းနောက်က link ကိုကောက်ထည့်လိုက်မယ်နော်အဲ့ထဲမှာ data တွေပါလို့မှာပို့ချင်တာမဟုတ်လို့နော် အဲ့ထဲမှာ data တွေပို့ခြင်းတာ okay အဲ့ဒီမှာကျွန်တော်ဖောင်ထဲမှာကျွန်တော် data ဘယ်နှခုရှိလဲเนาะအဲ့ဒါကြီးထည့်မယ်ပြီးလို့ရှိရင်သူ့ရဲ့ action ရှိရဒီမှာ action ဆိုဟာလေးရှိရ ACTION 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 ဆိုတာရှိတယ်ဖောင်ထဲမှာဟော action ပြီးတော့ method ပေါ့နော် method ဆိုတာရှိရ post ပေါ့ method က post data တက်မှာမလားအဲ့တော့ API မှာ तू က post ရှိတယ် get ရှိတယ်အဲ့ဒါဒီမှာပေါ့ API function ဆိုပြီးကျွန်တော်တို့ကရေးလို့ရ API method ဆိုပြီးရေးလို့ရအဲ့မှာဘာတွေပါလဲဆိုဒီမှာ get put put patch ပေါ့နော် delete ဆိုပြီးအဲ့လိုမျိုးရှိရဲဒါပေမဲ့လောလောဆယ်ကျွန်တော်တို့က API ဆိုတာ data ထည့်လို့ရတဲ့ account လို့ပဲမှတ်ပေးတာပါနော်အဲ့ဒီမှာကျွန်တော် API တစ်ခုဖန်တီးလိုက်တယ်ပြီးတော့ဒီမှာ method က post method နဲ့ data တင်လိုက်မယ်အဲ့ဒီမှာကျွန်တော်တို့ကဒီထားပါတော့ data တွေကောက်ထည့်လိုက်မယ်နော်အဲ့တော့စနစ်တကျတော့ဖြစ်အောင်တော့မရေးတော့ဘူးအဲ့ဒီထဲမှာကျွန်တော်ဖြစ်အောင်တော့ရေးရင်ရေးလိုက်ပါမယ် အဘယ်လိုရေးမလဲဆိုတော့ကျွန်တော်တို့ထားပါတော့ h1 login ပေးပေါ့အဲ login ပေါ့ student ပေါ့နော် student 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 ပေါ့ပေါ့နော်အဖို့ပါပေါ့ပေါ့အဲ့လိုရေးလိုက်မယ် okay ပြီးတော့အဲ့ဒီမှာ input လေးတစ်ခုထည့်လိုက်မယ် input မှာကျွန်တော်တို့က test တစ်ခုထည့်မှာပေါ့နော် test ထည့်မယ်အဲ့ဒီမှာ name ရာကျွန်တော်တို့ကဟိုဘက်မှာဘာနဲ့လက်ခံတာလဲ name ကိုအဲဒီမှာကျွန်တော်တို့ပြန်ကြည့်လိုက်လို့ရတယ် result မှာ data ဆိုပြီးဒီမှာနှိပ်ကြည့်လိုက်လို့ရှင်လေရရပေါ့ဘာ data မှမရှိဘူးပေါ့ဒီမှာ address ဆိုပြီးနှိပ်ကြည့်လိုက်လေရအဲ့ဒီမှာကျွန်တော် name ရဲ့ age ရဲ့ email ရဲ့ဖုန်းရဲ့ပေါ့နော်အဲ့တော့ name အဲ့တော့ name ဆိုရောဒီမှာ name ဆိုတာကျွန်တော်ဟိုဘက်ကဖမ်းမဲ့ key ပေါ့နော်အဲ့တော့ကျွန်တော်တို့ကပထမဆုံးက name ဆိုရဲ့ account ထဲမှာမလို့ name ဆိုတာထည့်မယ်ညဒီ ID ကိုကျွန်တော်ကဖြတ်လိုက်မယ်ဟုတ်ပြီနော်အဲ့ဒါလေးကိုကျွန်တော်တို့ကဒါလေးကို copy ကူးလိုက်မယ် okay okay အဲ့ဒါမှ play holder ဆိုပြီးထည့်ခြင်းလည်းထည့်ပေါ့နော်နောက်ကနေပြီးတော့ ဲ့မှာလေးမျိုးရှိရယ်နိုင်ရပါရယ်ယူမှာတော့အာဆိုတော့နိုင် a email ph ပေါ့နော် okay အဲ့တော့ကျွန်တော်ဒီမှာ test တွေပဲထားလိုက်မယ်နော်နိုင် h နိုင် h ပြီးတော့ဖုန်းနံပါတ်ပေါ့နော် ph ပြီးတော့ email ပေါ့အဲ့ဒီမှာကျွန်တော်ကနိုင်ရ8ကဲ ph email ဆိုပြီးတော့ထားလိုက်တယ်ဒီမှာလက်ခံတာကြတော့ name a email ဖုန်းပေါ့ဖုန်းကနောက်ဆုံးပါဒီမှာကျတော့ email ကနောက်ဆုံးอ่ะအပြောချင်တာကကျတော့ဖြောင်းမြန်ဖြစ်စေဖြောင်းမြန်ဖြစ်လေရတယ်ပေါ့နော်ဘယ်လိုဖြစ်ဖြစ်ရအဓိကဒီ keyword တွေပါဖို့ပဲလိုအပ်တယ်အဲ့ဒီမှာကျွန်တော်ကဖောင်းကိုအတိပြုဖို့အတွက် input မှာဘာလိုသေးလဲခလုတ်လိုသေးရ submit ဆိုတဲ့ button လေးလိုရပေါ့နော်ဒီမှာ submit ဆိုတဲ့ type ကလေးပါတယ်အဲ့ဒီ button ကိုကျတော့ကျွန်တော်တို့က sub mid submit ဆိုပြီးရေးလိုက်မယ် okay save လိုက်မယ် save ပြီးကျွန်တော်တို့ဒီမှာ run ကြည့်လိုက်လို့ရှိရင်ဒီလိုမျိုးလေးထပ်လာမှာပေါ့ student ပေါင်းဆိုပြီးတော့ဒီမှာကျွန်တော်တို့ရေးရှိလိုက်မယ်ပေါ့ win ဆိုပြီးတော့ win ထပ်ဆိုပြီးရေးလိုက်မယ်နော်အဲဒီမှာဗာဖြစ်မှာ name ထဲမှာပေါ့ name ပြီးတော့ age ကကျွန်တော်ထားပါတော့22ပေါ့အဲဒီမှာက ph ကပေါင်းဆိုတော့39ပါလညာပေါ့နော်ထည့်လိုက်မယ် email ရတော့ကျွန်တော်တို့ဒီမှာအဲ w ထားပါတော့ပေါ့နော် w iron type ပေါ့နော် and agmail.com ဆိုရေးလိုက်ပြီးတော့ submit ဆိုနှိပ်လိုက်မယ် โอเคဒီမှာတွေ့လား data အစ်စ်တက်လားမတက်ဘူးလားတက်သွားရယ်နော် data အစ်စ်ကိုတက်သွားဒီမှာကျွန်တော်ရရဲ့ data ရောက်သွားဒီမှာနော် address phone ဆို address student ဆိုနေရာမှာရောက်သွားအဲ့တော့ကျွန်တော်ဒီမှာကြည့်လိုက်ဒီ server က API နဲ့ကိုတွားပြီးဝင်ကြည့်လိုက်မယ်ဒီမှာပြီးတော့ဒီမှာဘာမှမရှိဘူးနော်ဘာ data မှမရှိဘူးအဲ့ဒီဟာကို refresh လုပ်ကြည့်လိုက်မယ် refresh လုပ်ကြည့်လိုက်တဲ့အချိန်မှာဒီမှာ data တွေဝင်သွားတယ်တွေ့လားကျွန်တော်လိုက်တဲ့ data တွေဝင်သွားအဲ့ဒါဒီ HTML ရဲ့ phone ဆိုတော့ ဖောင်ဆွဲကောင်ရဲ့သူလှုပ်ဆောင်ချက်ပေါ့နော်လှုပ်ဆောင်ချက်ကအဲ့လောက်ကိုကျန်းတယ်အဲ့ကျွန်တော်ဒီမှာဘေးဥစားဘာဖြစ်ရမှမသိမှကျွန်တော်ပလေးဟိုဒါလေးတက်လိုက်မယ်နေပေါ့နော်အဲ့ဒီမှာပလေးဟိုဒါလေးကပြောမယ်ဟင်းမက်ဆေ့တဘောမျိုးပေါ့ဒီမှာ AGEH ပေါ့နော်ဒီမှာပလေးဟိုဒါအဲ့ဒီမှာ THD touch ပေါ့နော်ဒီမှာပလေးဟိုဒါဒီမှာ email ဟုတ်လားအဲ့ဒါ test တက်ဖြစ်နေ sorry နော်ဒါ PH ဖြစ်ရမှာ โอเคအဲ့တော့ PA ဆိုတော့ဒါဖုန်းနံပါတ်တွေကနန်းမှာလားကနန်းဆိုတော့ဒီညမှာကျွန်တော် touch နေရာမှာအဲ number ဆိုတာရှိလိမ့်မယ်နေတူတယ်ဒီမှာ number ပေါ့เนาะဟုတ်တယ် email ရတော့ဒီညမှာကျွန်တော် email ဖြစ်ကမှာပေါ့အဲ့တော့ဒါဆောင်းတော့ကကျွန်တော် bear type မဆိုရရအဓိကဒီ type တွေကိုထည့်ထားရအကြောင်းရကျွန်တော်တို့ user အနေနဲ့ရှိုက်ဖို့လွယ်ကွာပေါ့เนาะရှိုက်တဲ့အခါကျွန်တော်တို့ပို့ပြီးတော့အဆင်ပြေအောင်လို့ပေါ့တကယ်တကယ်အားလုံးကပါရတော့ THD တက်တွေပဲเนาะ test အမျိုးအစားတွေပဲ string ပေါ့ string မျိုးအစားတွေဖြစ်တယ် ဒီမှာဆိုအသက်ဆိုရလဲကဏ္ဍမရှိဘူးအဲ့တော့ number ပေါ့ number လို့ပဲထည့်လိုက် NUMB ရ number ပေါ့ number ဆိုတာကျွန်တော် input type ကိုယူလိုက်တာပြောချင်တာကျွန်တော်တို့ကဒီမှာအဲ့တော့ save ပြီးရောဆိုတော့ဒီမှာ refresh လုပ်ကြည့်လိုက်မယ်ဒီမှာ name ရယ် age ရယ် ph ရယ်ဒီမှာ email ရယ်ပေါ့ဒါတွေကဒီမှာတွေ့လား horizontal ဖြစ်နေတယ်နည်းနည်းအဆင်မပြေရှင်းသလိုလားနော် and uh, ဖြားလိုက်မယ်ဆိုရင်တော့ကျွန်တော်တို့ horizon နဲ့ဖြစ်တယ်ဒီလိုလုံးလိုက်မယ်ဆိုရင်တော့အောက်ကိုကျသွားတယ်နော်အဓိကသူကမဆန့်လို့ပါနော်မဆန့်လို့အဲ့အောက်ကိုကျွန်တော်တို့က brace ဆင်းလိုက်မယ် line brace ဆင်းလိုက်မယ် br နှစ်ချက်ဆင်းလိုက်မယ်ပေါ့နော်နှစ်ချက်ဆင်းမယ် okay ဒါလေးကိုပဲကျွန်တော်တို့ဒီမှာ copy ကိုးလိုက်မယ် control c control c โอเค control v နဲ့ copy ကုလိုက်မှာဒါဆိုရင်ဒီမျိုးလေးဖြစ်သွားတယ်အဲ default ကိုအလဲကောင်ရောက်ချင်ကျွန်တော်ဘယ်လိုလုပ်ခဲ့လဲ default တစ်ခုလုံးကိုကျွန်တော်တို့က center အုပ်ပေးလိုက် c e n t r center အဲ့ alpha ကိုပြန်ချလိုက်အဲ့ဒီမှာ default ရကဘယ်လိုဖြစ်သွားလဲအလဲကောင် auto ရောက်သွားတယ်เนาะအဲ့ sound ကကျွန်တော်တို့လူကဘယ်နှယောက်ရှိလဲ one type ဆိုရတယောက်ပဲရှိသေးတယ်เนาะအဲ့ကျွန်တော်နောက်ထပ် twin twin တက်ကို data form လေးတစ်ခုဆက်ပြီးထည့်လိုက်မယ်เนาะအဲ့ sound ကဟုတ်ပြီ အတီယူအန်20 20 20 20ရဲ့အိတ်ကဘယ်လောက်ရှိမလဲဆိုလို့ရှိရင်အစားပါတော့ကျွန်တော်တို့အာ20နဲ့မှ5ပေါ့နော်သူ့ရဲ့ဖုန်းနံပါတ်က39ဘာညာပေါ့နော်အဲ့မှာကျွန်တော်တို့ဒါကနန်းပေးထားတယ်ဆိုတော့ဒီမှာဒီလိုမျိုးအတိုးလျှော့ကြီးလုံးလို့ရနေရပေါ့နည်းနည်းတဘာဝတော့မကြချင်သလိုဖြစ်တယ်နော်အဲ့ဒီမှာအဲ့ဒီနံပါတ်နေရာမှာကျွန်တော်တို့ PH ဆိုတဲ့ဟာရှိလိမ့်မယ်အဲဖုန်းနံပါတ်ပေါ့နော် TE1 တင်လာပါလားဟုတ်တယ်နော် အတီးရတယ်ဆိုတာရှိတယ်ဒီမှာဖုန်းနံပါတ်ကအဖုန်းနံပါတ်ပေါ့နော် okay တော့ဒီမှာ email ရတော့ကျွန်တော်တို့ဒီမှာဒီလိုဒီလိုရိုက်ထားရတယ်ပေါ့ဆိုပါစို့ဒါအတက်အတက်ကလည်းကျွန်တော်ဒီမှာကြီးသွားတယ်ပေါ့နော်ထားပါတော့20စကောပေါ့နော်ထွန်းထွန်းပေါ့ထွန်းထွန်းပေါ့โอเคဒါဖောင်လေးတစ်ခုရလာအဲဆမ်းမဲနေလိုက်မယ်ဒီမှာ email မှာကျွန်တော်တို့ အဲ့ဆိုတာလေးမပါလို့ပေါ့နော်အဲ့ဂျီမီတော့ကိုမပါလို့ကျွန်တော်မရဘူးအဲ့ကျွန်တော်ထွန်း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 ဆိုုံနဲ့လည်းမရအောင်နော်ထွန်းထွန်း @gmail.com ဟုတ်လားအဲ့ဒါကျွန်တော်တို့အတူပေါ့ကျွန်တော်တို့စမ်းပြီးထည့်တာပေါ့ပြီးတော့ဒီမှာ submit ဆိုတာလေးနှိပ်လိုက်မယ်နှိပ်ရချိန်မှာခဏစောင့်ပြီးပေါ့ဒီမှာဝင်သွားပြီဒါကတော့တခုပဲပြမှာဒါပေမဲ့ဝင်ပွင့်ကိုကျွန်တော်ဒီမှာ refresh လုပ်ကြည့်လိုက်ဒီမှာစောနကရှိရဝင်ထိုက်ဆိုတာပဲရှိရတကယ်တကယ်ရဒီမှာ twin twin ဆိုပြီးတော့ဒီမှာပေါ်လာတယ်ပေါ့နော် ဆိုတော့ဒီဒီ Johnson data API ရလာတယ်အဲ့ဒီရလာတဲ့ဟာကိုကျွန်တော်တို့ကဒီ dynamic ကြက်ကြက်ပြခြင်းလေဆိုတော့ကျွန်တော် JavaScript အပိုင်းနေလုတ်ပြီးမှပဲတည်လိမ့်မယ်အခုမှကျွန်တော် HTML မှာပဲဆိုတော့လေအဲဒီလောက်နဲ့ပဲချိန်တ်ပေးပေါ့နော်ဆိုတော့ဒါလေးဥမာ scalaway မှာ scalaway ဆိုတော့တည်ရမှာတချို့ဒီ video လေ့လာရတဲ့မှာ scalaway လေ့လာရသေးပါရင်တော့ဒီ API တွေကိုကျွန်တော်တို့ mobile server တွေမှာတခါလေချိတ်ပြလို့ရပါတယ်ပေါ့နော်အဲ့ဒီမှာကျွန်တော် Johnson ဘိုင်းတွေကို ီ chosen တွေကိုကျွန်တော်တို့က list view နဲ့ပြန်ပြရတာမျိုးပေါ့နော်ဒါ scout way လုပ်တဲ့သူတွေဆိုလို့ရှိရင်ဒါနားလည်ပါတယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ data တစ်ခုလုတ်ဖို့အတွက်ဘာမှဟိုမရှိလိုက်ရပါဘူးပေါ့နော်ဒီမှာဖောင်ဆိုပြီးတော့ဒီမှာ link ောက်ထည့်လိုက်တယ်အဲ့ link မှာကျွန်တော်တို့ကဒီမှာ link တစ်ခါလုတ်ခင်ရ API ဆိုတာပါတယ်ဒီမှာ address student ဆိုတာပါလာရဲ့ဟုတ်လားအဲ့ကောင်လေးပါလာတယ်ဟုတ်ပြီနော်ပြီးတော့ post ဆိုတာလေးလုတ်လိုက်တယ်ပို့မသက်လေးထည့်ပြီးတော့ဒီ name နေ name ဆိုတော့ အထီးပြုနေလေးပါတယ်အဲ့ဒီမှာကျွန်တော်ထည့်ခြင်းနဲ့ key တွေကောက်ထည့်လိုက်တယ်အဲ့ဟိုဘက်ကလက်ခံနေတာတွေပဲထည့်လိုက်တယ် data ဝင်သွားတယ် okay ပါဆိုအားလုံးပဲအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ဒီသင်ခန်းစာတော့ကျွန်တော်တို့ HTML သင်ပေးတဲ့သင်ခန်းစာရဲ့အဲ့မှာမှကျွန်တော်ဆက်စားပါပါမတွေ့ဘူးပေါ့နော်ဒီလိုသင်ပေးရမှာတွေ့ဘူးပါအောင်ဒါပေမဲ့လေ့လာထားတာကျွန်တော်တော်တော်လေးအဆင်ပြေပါတယ်ပေါ့နော်အဲ့တော့ API ရဲ့အသုံးဝင်ပုံလေးကိုလည်းကျွန်တော် အဲ့နည်းနည်းလေးဆက်ပြောလိုက်ပါအောင်ပေါ့နော်10မိနစ်စာလောင်းလေးပဲဒီမှာ API ဆိုတော့ဒီမှာပုံပုံလေးကြည့်လိုက် ပုံများဆိုပြီးကြည့်လိုက်โอเคเนาะဒီမှာเนาะအဲ့တော့ data တွေကိုအသွင်းထုတ်လုပ်ပြရပါဒီမှာရှင်းကြည့်လိုက်ဒါဆိုကျွန်တော်တို့ရဲ့ကွန်ပျူတာကြီးပေါ့ကွန်ပျူတာနေပြဒီမှာ database ထဲမှာရှိတဲ့ data တွေကိုဒီမှာ Johnson method နဲ့ပေါ့နော်လုပ်ပြတာပေါ့အဲ့တော့ဆောင်းနှက်ကကျွန်တော်တို့ဒီမှာမြင်နေရတဲ့ code တွေကဘာ code တွေတော့ Johnson code တွေပေါ့ ဒီမှာ white coin တွေပါတယ်ညာတွေနဲ့ပေါ့နော်တပယ်ကုတ်တွေပါတယ်အဲ့ဒါ Johnson ဖြစ်ပါတယ်ပေါ့နော်အဲ့ဒီ Johnson နဲ့ပဲသူကကျွန်တော်တို့လှန့်ပို့ပြီးရကျွန်တော်တို့စီကိုလည်းတစ်ခါတလေလိုရရင်လည်းကျွန်တော်တို့က Johnson တွေပါထည့်ပြီးတော့သူ record လုပ်ရတာရှိပါတယ်အဲ့ဒီဟာနေပြီးတော့ database တွေမှာရှိတဲ့ data တွေသူက Johnson နေနဲ့ပြန်ပြပေးတာပေါ့နော်အဲ့ဒီမှာမှမတ်သက်ကဘယ်နှမျိုးရှိလဲ get po put ပေါ့နော်ပြီးတော့ delete ဆိုပြီးတော့ရှိရပါပေါ့နော် အဲအဲ့လိုမျိုးတကယ်ဆိုလဲဒီ data တွေရဖို့အတွက်နောက်ကွယ်မှာစာပါရှိရပြီပေါ့နော်စာပါမရှိဘဲနဲ့ကျွန်တော်တို့စီဒီ data တွေရောက်လာကြအကြောင်းမရှိပါဘူးပေါ့နော်အဲ့တော့ဒီ data တွေကိုတင်ထားတဲ့ကောင်လေ data base လို့ခေါ်တယ် data base တွေကနေ data တွေကိုထုတ်ပြလိုက်တာဘယ်ရဲ့ကောင်လုံး API ရဖြစ်တယ်ပေါ့နော် Okay ဆိုတော့ဒီအားလုံးလေးတည်တာရင်အဆင်ပြေပါပြီဟုတ်ကဲ့ပါဆိုတော့အားလုံးပဲအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ကျွန်တော်တို့ကိုဝင်တက်ဖြစ်ပါတယ်ပတ်ပိုင်းမှာနောက်ဗီဒီယိုမှာကျွန်တော်ပြန်လဲတွေ့ကြပါတယ်ကျေးဇူးတင်ပါတယ်